အယက်ဤတန်ရာတန်ကျဲဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာတပည့်တော်အယက်သမားဖြစ်ခဲ့ပါတယ်ခုလဲစိတ်ကိုထိန်းထားရပါတယ်ဖရာဆိုပြီးတော့ဥယျာဉ်နိုင်ဆိုတဲ့အကောင့်ပိုင်ရှင်နဲ့တပည့်တော်လည်းအယက်ကိုဖျက်ချင်နေပါတယ်ဒီအယက်ကိုမုန်းနေတာတောင်တောင်းမိနေတာပါဖျက်ရလွယ်အောင်ဆုံးမပေးပါအောင်ဖရာဆိုပြီးတော့ဒီဇက်အေးဆိုတဲ့အကောင့်ပိုင်ရှင် နောက် hello ဆိုတဲ့အကောင့်ပန်ရှင်ကလည်းတပြည့်တော့အရက်ဖြတ်ချင်နေပါပြီအရက်ဖြတ်နိုင်တဲ့တရားလေးဟောပြောပေးပါလို့အရက်ဖြတ်ချင်တဲ့သူတွေကစာလေးတွေရေးပို့ထားကြတာမြောင်မြောင်များများလေးရှိတယ်အရက်ဖြတ်နေဆိုတာကအမျိုးမျိုးရှိကြမှာပါပဲဥယျာဉ်နိုင်ပြောသလိုတောက်ချင်တဲ့စိတ်ကိုထိမ့်ချုပ်ပြီးတော့လဲဖြတ်ကြတယ် မထိတ်နိုင်တဲ့အခါပြန်ပြီးတော့တောက်ကြတာပါပဲအမြဲတမ်းထိတ်ထားဖို့ဆိုတာမလွယ်ဘူးမဟုတ်လားတချို့ကြတော့လေအရက်တော့ရင်သိရင်ငရဲကြမယ်နောင်ဘဝယူမယ်တို့နဲ့ပြီးကြပြီးတော့ကြောက်ပြီးတော့မတောက်ကြတာတွေလည်းရှိတယ်မနေနိုင်တော့လို့တောက်ချင်စိတ်တွေများလာတဲ့အခါအဲ့ဒီကြောက်စိတ်တွေကထွက်ပြေးသွားတော့ မကြောက်တော့တဲ့အခါပြန်တော့ကြတာပဲတချို့ကတော့လေပစ္စုပန်တဲ့တဲ့မှာပစ္စာဆိုးပြီးတော့၃နှစ်မတော့ပါဘူး၅နှစ်မတော့ပါဘူးအဲ့ဒါလူဖြတ်နိုင်ခဲ့ရင်ချမ်းသာရပါလို့ဤကြားမာရပါလို့ဤအကယ်၍၃နှစ်အတွင်းပြန်တော့ရင်ဘေးတွေတွေ့ပါစေရန်တွေတွေ့ပါစေနဲ့ကို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 တိုင်းကျင်းစာတိုက်ပြီးတော့ ရောက်လို့မတော့ကြတဲ့သူတွေလည်းရှိကြတယ်။အဲ့လိုတွေအမျိုးမျိုးဖြတ်ကြပေမဲ့လည်းပြတ်သွားသူတွေလည်းရှိကြသလိုမပြတ်တဲ့သူတွေလည်းရှိကြတာပါပဲ။တချို့ကြတော့၃လနှစ်ပြတ်ပြီးမှတောင်ပြန်တော့ကြတဲ့သူတွေလည်းရှိကြတာပဲ။အဲ့ဒါလို့၃လနှစ်ဖြတ်ပြီးမှပြန်တော့ကြတာဟာဘာကြောင့်လဲ။သူတို့ဟာကြောက်လို့တာမတော့ပဲပြတ်နေရတာကို တောက်ချင်စိတ်မရှိတာအရက်ရဲ့ဒုက္ခတွေကိုမြင်ပြီးတော့အရက်ကိုညွန်မုံသွားလို့အရက်ကိုစိတ်နာသွားလို့မှမဟုတ်တာဆိုတော့ပြန်ပြီးတော့တောက်ကြတာပါပဲဒါကြောင့်အရက်ကိုဝိပဿနာဆိုတာမျိုးနဲ့ဖြတ်ကြည့်ဖို့စဉ်းစားမိတယ်ဝိပဿနာဆိုတာတကယ်တော့အထူးမြင်အောင်ကြည့်ရတဲ့သဘောပါပဲအရက်နဲ့ပတ်သက်တဲ့အကျိုးအကြောင်း အဆိုးအကောင်းတွေကို ကိုယ်စိတ်ကိုညာနဲ့ကိုယ်တိုင်သိမြင်ပြီးတော့ဖြတ်လို့ပြတ်သွားတဲ့အရက်ပြတ်ချင်းမျိုးကမှတသက်စာပြတ်သွားမယ်လို့ယုံကြည်မိတယ်။အဲ့ဒီအသည့်မျိုးကလည်းပြောတဲ့သူရှိလို့ပြောနေတော့ပြီးသွားတာမျိုးမဟုတ်ရဘူး။အဲ့ဒီအသည့်ကိုအမြဲတမ်းပွားနေဖို့တောက်ချင်စိတ်ဖြစ်တိုင်းတောက်ချင်စိတ်ဖြစ်တိုင်းအဲ့ဒီအသည့်ပွားနေဖို့လိုအပ်တယ်။ နောက်ပိုင်းအတိကနိုင်ပြီးတော့တောက်ချင်စိတ်လုံးဝမရှိတော့တဲ့အခါကျတော့လေပွားစရာမလိုတော့ပါဘူးမပွားဘဲနဲ့ကိုမတောက်တော့တဲ့အကျင့်ရှစ်သွားလိမ့်မယ်လို့ယုံကြည်တယ်နားထောင်နေသူတွေမြင်နိုင်ခံစားနိုင်မယ်လို့ထင်လို့ဘုံကြီးဆေးလိပ်ဖြတ်ခဲ့ပုံလေးနဲ့ထပ်ပြီးတော့ပြကျင်တယ်ဘုံကြီးခွန်နှစ်သားចောင်းသားဘွားကလေးကအမေကြီးနဲ့နေရင်ဆေးလိပ်တောက်တတ်ခဲ့တယ် အဲ့ဒီကလေးတော်ကဆေးလေးတောက်တတ်တဲ့အတွက်ကြောင့်တချို့ကျောင်းတွေကိုမหนีခဲ့ရဘူးကလေးဘွားကဆရာကိုယ်တိုင်ကချော့တမျိုးခြောက်တမျိုးနဲ့အမျိုးမျိုးဆေးလေးပြတ်အောင်လှုပ်ခဲ့ပေမဲ့ဆရာမသိအောင်ခိုးတောက်ခဲ့တာပဲဆေးလေးမပြတ်ခဲ့ပါဘူးအသက်30အရွယ်ရောက်လာတော့ကို့ဘာသာကိုဖြတ်မယ်လို့ဆုံးဖြတ်ပြီးတော့ဖြတ်လိုက်တယ်လုံးဝမတောက်တော့ဘူးဆေးလေးစဖြတ်ဖြစ်ပုံလေးက ငါဒီလိုဆေးလိပ်ကိုတောက်နေတာဟာငါခန္ဓာကိုယ်ကလိုအပ်လို့တောင်းနေလို့လည်းမဟုတ်ဘူးငါခန္ဓာကိုယ်နဲ့မတည့်တဲ့ငါကျမ်းမာရေးအတွက်လုံးဝမကောင်းတဲ့ဒီဆေးလိပ်ကိုမွေကုန်ခံလူမုန်းခံကျမ်းမာရေးထိခိုက်ခံပြီးကိုငါတောက်နေတာဟာတကယ်တော့ခန္ဓာကိုယ်ကစားတာမဟုတ်ဘူးငါအာယုံအစွဲစိတ်ကစားလို့တောက်နေတာပဲဆေးလိပ်စားလို့သေးတယ်မသားလို့မရှိဘူး ငါဘဝငါခန္ဓာအတွက်ဘာကောင်းကျိုးတစ်ခုမှမရှိတဲ့ဒီဆေးလိပ်ကိုငါဖြတ်မယ်ရအောင်ကိုဖြတ်မယ်လို့ဆုံးဖြတ်ပြီးတော့ဆေးလိပ်ရောမိကျရောအိတ်ကအแทမှာကိုထည့်ထားပြီးတော့မတော့ဖဲနဲ့နေခဲ့တယ်ငါဘယ်သူမှကြောက်လို့ဆေးလိပ်မတော့တာမဟုတ်ဘူးငါမှဆေးလိပ်နဲ့မိကျမရှိလို့ဆေးလိပ်မတော့တာမဟုတ်ဘူးငါအိတ်แทမှာဆေးလိပ်ရောမိကျရောအများအားရှိနေတယ် ငါဘဝအတွက်ကောင်းကျိုးတစ်ခုမှမရှိလို့ငါကျမ်းမာရေးငါခန္ဓာအတွက်ကောင်းကျိုးတစ်ခုမှမရှိလို့ငါဝန်းကျင်အတွက်ကောင်းကျိုးတစ်ခုမှမရှိလို့ဆိုတဲ့အဲ့ဒီအတိနဲ့တတိကိုပဲတပတ်၁၀ရက်လောက်တောက်ချင်စိတ်ဖြစ်တိုင်းတောက်ချင်စိတ်ဖြစ်တိုင်းအဲ့ဒီအတိကိုပဲနှလုံးသွင်းပြီးတော့တောက်ချင်စိတ်ကိုနိုင်အောင်ဖြတ်ထုတ်နိုင်ခဲ့တယ်ပထမတစ်ရက်၂ရက်မှတောက်ချင်စိတ်ကြောင့် နေရထိုင်ရတာအဆင်မပြေသလိုရှိပေမဲ့အထက်ကဆိုခဲ့တဲ့အတိုင်းအသည့်ကိုပဲနှလုံးသွင်းပြီးတော့ဖြတ်ခဲ့တယ်။ဆယ်ရက်လောက်ကြောလာတဲ့အခါနေရတာထိုင်ရတာပုံမှန်လိုဖြစ်လာပြီးတော့ခန္ဓာကိုယ်ကအသားကျသွားခဲ့တယ်။အဓိကကတော့ဆေးလိပ်စားတာဟာငါခန္ဓာကလိုအပ်လို့စားတာမဟုတ်ဘူး။ငါအာယုံငါအစွဲငါအကျင့်ကစားတာလို့သိပြီးတော့ ဆေးလေးရဲ့ဆိုးကျိုးတွေကိုပဲအမြဲဆင်းရဲပြီးနှလုံးသွင်းနေခဲ့တာပါအဲ့ဒါလို့နဲ့ဖြတ်ခဲ့တယ်ဒီနေရာမှာအထူးသိစေချင်တာကတော့ဆေးလေးမတောက်ဖြစ်ဖို့ကိုအဓိကမထားဘူးဆေးလေးမတောက်တဲ့အသည့်နဲ့ဆေးလေးတောက်ခြင်းနဲ့အာယုံကိုပဲအဓိကထားပြီးတော့ဖြတ်ပစ်ခဲ့တာအာယုံကိုအဓိက နိုင်တဲ့အခါဆေးလေးတောက်ခြင်းနဲ့စိတ်က မရှိပါဘူး ဈေးလေးတောက်ချင်တယ်ဈေးလေးတောက်တယ်ဆိုတာကတောက်ချင်တဲ့စိတ်အာယုံကတောင်းလို့ခိုင်းလို့လူကဈေးလေးကိုတောက်ရတာစိတ်အာယုံကမပြတ်ရင်အတိနဲ့မဖြတ်နိုင်ရင်ဘယ်လိုမှဘာမှမပြတ်နိုင်ပါဘူးဘယ်နှစ်နှစ်ကြာကြာဖြတ်ဖြတ်ပြန်တောက်မှာပဲအတိစိတ်ကမတောက်တင်ဘူးဘဝနဲ့ခန္ဓာအတွက်ဒုက္ခဆင်းရဲတက်တက်ကြီးပဲဆိုတဲ့အတိဥသိနေရင်တောက်ချင်တဲ့အာယုံစိတ်ကမရှိနိုင်ပါဘူး အာယုံမရှိရင်မတော့တော့ဘူးပေါ့အာယုံအမှားကိုအတိအမှန်ကနိုင်မှသိကြပြမယ်ဒီလိုဖြတ်လာတာဟာစိတ်ကိုထိ ंछ ုပ်ထားတာမဟုတ်ဘူးကြောက်စရာနဲ့ခြောက်ထားတာမဟုတ်ဘူးမျောစရာဆုလက်ကိုမျောပြီးတော့မတော့ခဲ့တာမဟုတ်ဘူးမတော့တင်ဘူးဆိုတဲ့မှန်ကန်တဲ့အတိနဲ့အာယုံကိုအနိုင်ယူတာဝိပဿနာဆိုတဲ့စကားလုံးကိုငှားတော့ရရင်အထူးသိမြင်တဲ့ အမြင်မှန်နဲ့ဖြတ်တယ်လို့ပဲပြောကြရင်ညီကုန်းချိုးရပါမယ်ပြောဆိုမှုကရှေးလာလို့ပါမိမိဘာသာဆပွားပြီးအပီများတူဝါကြည့်ပါလို့ပြောကြရင်ညီကုန်းချိုးလိုက်ပါတယ်အားလုံးအားလုံးအပီမှအမြင်မှန်နေတူဝါနိုင်ကြပါစေ